င်လယ်စာအဆက်စားတဲ့ပထမဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ Spicy Seafood Challenge ကိုရန်ကုန်မြို့ကအွန်လိုင်းစားတောက်ဆိုင်လမ်းညော်မိုင်လန်းနဲ့မဟန်ဒန် Fish Market တို့ပူးပေါင်းပြီးစက်တင်ဘာ6ရက်နေ့ကရန်ကုန်မှာကျင်းပခဲ့ပါတယ်။ပင်လယ်စာဆက်ဆက်အများဆုံးစားနိုင်ကြရဲ့လား။နှစ်ယောက်တည်းရွှင်ပြိုင်ရတဲ့ပွဲမှာဆုရခဲ့တဲ့ဒေါက်တာဆုမြတ်နဲ့ဒေါက်တာဖြိုးဝေလင်းတို့ကမိုင်လန်းစာမျက်နှာမှာတွေ့လို့ဝင်ပြိုင်ခဲ့တာဖြစ်ပြီးပြိုင်ပွဲအတွက်ပြင်ဆင်ထားတာလည်းမရှိသလိုအဆက်စားရမယ်လို့လည်းမသိခဲ့ဘူးလို့ပြောပါရယ်။ ပြိုင်ပွဲမှာတော့ထင်သလောက်မဆက်ဘဲနှစ်ပွဲနှုန်းနဲ့လေးပွဲတိတိစားပြီးနိုင်ရခဲ့တာဖြစ်ပါတယ်မနက်ပြောရရင်တော့ Myland Page မှာပေါ့နော်ဒီ selfie ပြိုင်ပွဲလေးကိုတွေ့တော့လေ rainy theme နဲ့ဆိုတော့စိတ်ဝင်သွားလို့ပြင်လိုက်တာပါကိုကျိုးတင်ပြင်ဆင်ထားတာတော့မနက်ပြောရရင်တော့မရှိပါဘူးဒီလို spicy စားမယ်ဆိုတော့လေတကယ်မသိခဲ့ပါဘူးထင်တာကအရင်စက်မယ်လို့ထင်တာပေါ့နော်အခုကတကယ်စားကြည့်တော့ငါတို့စားနေကြပုံစံတော့ပါပဲဒီပွဲလေးကိုပေါ့နော်ဒီမှုလေးဖြစ်ပါပြီလေကျွန်တော်တို့ Myland အာတို့နဲ့ အမန်ဒက်ဖစ်မာကတ်ဒီဆောက်ဆိုင်နောက်ပြီးတော့ကွာယိုမီဒီယာအားလုံးလည်းလိုက်နိုင်ပါတယ်။ပြိုင်ပွဲစီကန်းကတော့7မိနစ်တွင်စက်တဲ့9ကိုပွဲအရေအတွက်အများဆုံးစားနိုင်တဲ့ဇုံတွဲကအနိုင်ရမှာဖြစ်ပြီးပထမဆုကိုကြက်တသိန်းဘိုးကူပွန်နဲ့9000တန်ဖုန်းငွေဖြည့်ကတ်ချိမြင့်ခဲ့ပါတယ်။ကျန်တဲ့ပြိုင်ပွဲဝင်တွေကိုတော့နှစ်သိန်းစုဖြင့်1000တန်ငွေဖြည့်ကတ်2000တန်ကူပွန်တွေချိမြင့်ခဲ့ပါတယ်။ဒီလိုအစားအသောက်ပြိုင်ပွဲမျိုးမလုပ်ခုသေးတာကြောင့်ထူးထူးခြားခြားပြိုင်ပွဲကျင်းပတာဖြစ်ပြီး အစားအသောက်နဲ့ပတ်သက်ရင်လဲသူတို့စားတောက်ဆိုင်လမ်းညွန်နဲ့မဟန်တန်ဖစ်မာကတ်ကိုလူတွေပိုသိစေခြင်းလို့ဖြစ်တယ်လို့ကိုတန့်စင်နိုင်ကပြောပါတယ်ဒီတိုင်ဝမ်မှာပါတဲ့အစားအသောက်ကတော့ဒီ Manhattan Fish Market ရဲ့နာမည်ကြီး Spicy Baked Fish ရဲ့အစားမျိုးစားဖြစ်ပါတယ် အဲ့ဒါတော့ဟိုအရင်လဲဆက်ပါတယ်နောက်ပြီးတော့အောက်မှာခမင်းနေရောပါအပေါင်းဟိုပုံပါအဲ့အဲ့ plate တစ်ခုလုံးပုံအောင်စားကျွန်တော်ဒီပြိုင်ပွဲချင်းပါရဲ့အကြောင်းရင်းကတော့ဒီရောမြန်မာပြည်မှာဒီမျိုးစားတောက်ပြိုင်ပွဲဆိုတာဘယ်လိုမှမလုပ်ဘူးကြောက်ဘူးကျွန်တော်ကလည်းစားတောက်ဆိုင်မိုင်လန်ဆိုတာ online restaurant directory တစ်ခုအနေနဲ့ဆိုတော့ကျွန်တော်ဒီစားတောက်ဆိုင်နေပေါင်းပြီးတော့ကွဲတူချင်းပါမယ်လို့ဒီစီစဉ်လိုက်ပါ အဲကျွန်တော်လိုက်ပြီးတော့ဟိုစကားပြောရတာကြတော့ဒီနန်းတန်း fish market ကအာကျွန်တော်နဲ့ပူးပေါင်းပြီးလှုပ်ရှင်နေဆိုပြီးတော့ဒီဘွဲစီစဉ်လုပ်ပါတော့တော့ဒီဘွဲကအဓိကကတော့ကျွန်တော်ကဒီဟိုမန်ဟန်တန် fish market ကိုလည်းလူတွေပို့ပြီးတည်ပါစေချင်တယ်ဟိုမိုင်လန်းကိုလည်းလူတွေတည်ပါစေချင်တယ်မိုင်လန်းဆိုတာစားတောက်ဆိုင်လမ်းမျိုးဆိုတဲ့ဟိုရဲခေါင်းထဲမှာကျွန်တော်ဆွဲသွားစေချင်တယ်